မမတနိတာမှာဒီချက်၃ချက်ကိုတော့ဒီကားမဆိုရင်အောင်မြင်တဲ့တရားဖြစ်ဖို့ဝေးရောပါဒုက္ခရင်ရအောင်ငင်းကိုဒူတင်ကြပါရဲ့ပတ်စံလေးနာမည်ချောချောင်းဝင်ဒါမှမဟုတ်စိတ်ချမ်းသာမျိုးပေါ့ဒါပေမဲ့အဲ့လိုမျိုးအောင်မြင်မှုဝင်ရရှိကိုခက်ခက်ခဲခဲနေနေလို့ကျွန်တော်လိုက်ရှာနေကြမလို့ပါဘူးနော်ရင်တိတ်နာမှာဒီအချက်၃ချက်ကိုတော့တေချာနားလဲပြီးတော့လက်တွေ့လှုပ်ဆောင်နိုင်နေဆိုရင်ပုံမြင်တဲ့လူတယောက်ဖြစ်ဖို့လုံးဝမွေးတော့ပါဘူးပထမဆုံးနဲ့ရေးကြီးဆုံးချက်ကတော့ နိုးရတဲ့နေ့တာမှာဒုဆောင်ချက်တွေကိုတိတိကျကျသတ်မှတ်ထားဖို့ဖြစ်ပါတယ်။ဥပမာအနေနဲ့ပင်လယ်ပြင်မှာဥတီချက်မရှိဘဲဂျော့လန်တွေဖြစ်သမောတစီကိုမြင်အောင်ကြည့်လိုက်တာ။သူ့မှာဥတီကပန်းနိုင်မရှိတဲ့အတွက်နှားရဲ့ခေါ်ဆောင်ရာရေရဲ့ခေါ်ဆောင်ရာနောက်ကိုမျောပါတော့မရှိပါဘူး။နိုးရ၄၉ကလည်းဒီလိုပါပဲ။နိုးမှာတိကျတဲ့သတ်မှတ်ထားတဲ့လုဆောင်ချက်တွေရှိလို့ဆိုရင်ချိန်ကုန်သွားတာပဲဖတ်တင်ပါလိမ့်။အမီဂျိုဂျာရဲ့လူရဲ့ထုတ်ပတ်တွေစိတ်ရခွန်အပိစောင်းတွေကိုလေ့လာကြည့်နေဆိုရင် သူ့ရဲ့တနစ်တားရည်ရွယ်ချက်တွေကိုတိတိကျကျသတ်မှတ်လို့ဆောင်ရရှိရာကိုတွေ့ရပါလိမ့်။နာမည်ကြီးဆောင်တော်ဖြစ်တဲ့ Stephen Covey ရဲ့ The Seven Habits of Highly Effective People မှာဆိုရင် Begin with the end in mind နောက်ဆုံးပန်းတိုင်ကိုစိတ်ထဲမှာထားပြီးစတင်မှာလို့ဖော်ပြထားပါတယ်။ပြောရတဲ့သဘောကတော့နေရာနေတိုင်းကိုတိကျရဲ့လှုပ်ဆောင်ချက်တွေနဲ့ပြတ်တမ်းပါလို့ဆိုလိုပါတယ်။ဒုတိယချက်ကတော့လူအများစုမသိသေးတဲ့စုဝတ်ချက်တစ်ခုဖြစ်ပါတယ်။ ဲ့ဒါကတော့ပင်မနဲ့နေမှုကိုလစ်လူရှုပြီး system တစ်ခုတည်ဆောက်ပါလို့ဆိုလိုပါတယ်။ဂူတော်တော်များများကဆင်အားတက်တန်မှုပြေဝနေတဲ့အချိန် motivation ပြေဝနေတဲ့အချိန်မျိုးမှာလုံမှန်တဲ့မြောင်တက်တက်ကြွကြွလုံနိုင်နေတဲ့ပင်မနဲ့နေတဲ့အခါစိတ်တကြစရာတွေကြုံတဲ့အခါမှာပုံမှန်လုံနေစားအလုပ်ကိုလက်လျှော့လိုက်တဲ့ကြပါဆရာတက်တန်မှုဆိုတာတကယ်တမ်းကြတော့ဘိုးတွေဘောတာလို့ပေါ့ခါတီးရံမှာကောင်းလိုက်တခါတီးရံမှာဆိုးလိုက်နေဖြစ်နေတော့ပေါ့အဲ့လိုမျိုးပဲနေပုံမှန်စီးစလက်တကူနဲ့ ိုက်နာတဲ့သူပါဆိုတော့အချိန်ကြာလာတဲ့များပိုကောင်းတဲ့ရလဒ်ကိုရရှိမှာဖြစ်ပါတယ်။တတိယချက်ကတော့လူတော်တော်များများကြောက်ရွံ့နေတဲ့အရာတစ်ခုပါ။အဲဒါကတော့အမှားလုပ်ရဲ့ကိုနဲ့ရှုံးနိမ့်မှုသင်ခန်းစာယူတတ်ဖို့ဖြစ်ပါတယ်။မမင်းတဲ့လူတွေကိုကြည့်တဲ့အခါမှာသူတို့ရဲ့ကျွန်တော်အောင်မြင်မှုရောကျွန်တော်မြင်ရပါတယ်။အဲ့မဲ့တို့ဘယ်နှခါလဲကြခဲ့ဘလောက်ထိအမားတွေနှုတ်ခဲ့ဘူးရဲဆိုတာကိုတော့ကျွန်တော်တို့သိချာမသိပါဘူး။ကမ္ဘာကျော်ဘတ်စကတ်ဘောကစားသမားမိုက်ကယ်ဂျော်ဒန်ကပြောဥပါရင် ျွန်တော်အချိန်ကောင်းထောင်ချီပြီးလွဲချော်ခဲ့ဘူးပါတယ်ခါကြောင့်ပဲအောင်မြင်ခဲ့ရပါလို့ဆိုလိုပါတယ်သူဟာမားတွေကိုကြောက်ပြီးတော့နောက်ဆုတ်ခဲ့တယ်ဆိုရင်ဒီနေ့ကျွန်တော်တို့တည်နေတဲ့နံပါတ်ကြီးဘတ်စကတ်ဘောကစားသမားမိုက်ကယ်ဂျော်ဒန်ဆိုပြီးတော့ခက်သွားမှာမဟုတ်ဘူးကဲတော့ရှုံးနေမှုတွေဆိုအောင် အောင်မြင်မှုရဲ့စန့်ကျင်မှာမဟုတ်ပါဘူးအောင်မြင်မှုကိုတွားတဲ့လမ်းကြောင်းပေါ်ကတင်ငန်းစာရီဖြစ်ပါတယ်ဟိုရဲ့ဘွားခီးလမ်းမှာဆိုရင်အမားကြီးမင်းများလောက်လေတင်ငန်းစာရီပုံများလေးဖြစ်ပြီးတော့ ပေါင်းရင်မှုနဲ့ပို့ပြီးတော့နီးစပ်လာပါလိမ့်။ကိုပြောပြပေးခဲ့တဲ့ဒီအချက်သုံးချက်ဆိုရင်ကျွန်တော်တို့နေ့စဉ်ဘဝမှာလက်တွေ့အသုံးချနိုင်ခဲ့တဲ့ကမ္ဘောရှားစီမင်းလေးဖြစ်ပါတယ်။အပြောင်းလဲကြီးကြီးမားမားတွေဆိုတာချက်ချင်းလောက်ပြီးချက်ချင်းဖြစ်လာတဲ့အရာတွေမဟုတ်ပါဘူး။တကယ်တမ်းကျကြီးမားအောင်မြင်မှုဆိုတာရည်ရွယ်ချက်ရှိရှိနေ့စဉ်စီးစနစ်တကျလှုပ်ဆောင်နေရရလက်တူဖြစ်ပါတယ်။ဒီကစားပြီးတော့ဒီအချက်တွေကိုလိုက်နာမယ်ဆိုရင်တို့ရဲ့တစ်နှစ်တာဆုံးပါ မလောက်ချီအောင်တိုးတက်ပြောင်းလဲတောင်းလဲဆိုတာကိုကျွန်တော်ကိုယ်တိုင်တော့အံ့ဩရပါလိမ့်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့စိတ်ဓာတ်ခွန်အားပြည့်စုံရယ်ဆိုရင် like and subscribe လုပ်ပြီးတော့ share ပေးကြပါဦးနောက်ကန်စိတ်ဓာတ်ခွန်အားပေးပြီးရင်ချစ်ချူကို channel ကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်နောက်နောက်မဲ့ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြပါမယ်